မိသားစုကြီး၃ခုရဲ့အမဲလိုက်ပွဲကြီးစတင်တော့မှဖြစ်ပြီးဒီပွဲတော်ဟာတာမန်ပွဲတော်တစ်ခုမဟုတ်ပဲမိသားစုတွေရဲ့ဂုံတိတ်ခါနဲ့အင်အားကိုပြသရမယ့်ပွဲလည်းဖြစ်ပါတယ်။ဒီတစ်ခေါက်အမဲလိုက်ပွဲရဲ့အဓိကပြစ်မှတ်ကတော့တာမန်သားရဲ့တကောင်မဟုတ်ပဲရွန်ကောင်းကင်အစဉ်တိုင်းပညာရှင်တယောက်ရဲ့အင်အားနဲ့ညီမျှတဲ့မိစဘာအုံးွေကြားဖြစ်တာကြောင့်ဒီသားရဲ့ကြီးကိုအနိုင်ယူဖို့ဆိုတာလုံးဝမလွယ်ကူပါဘူး။ဒါကြောင့်လေလင်းမိသားစုအကြီးကဲလင်းကျန်ထန်ကသူ့မြေလင်းတော်ကိုအနာခေါ်ပြီးတတိပေးနေပါတယ်။ လင်းနုံမင်းကခန္ဓာတက်ဆင်ခြင်းအဆင့်ကိုကိုရောက်နေပြီဆိုပေမဲ့လုံးဝပေါ်စားလို့မရဘူးမင်းရဲ့အဓိကတာဝန်ကဒီသားရဲကြီးကိုတတ်ဖို့မဟုတ်ပဲသူစီကအခြေခွန်တစ်ခုကိုဘလို့နည်းနဲ့ဖြစ်ဖြစ်ရအောင်ယူလာဖို့ပဲဆိုပြီးတေးချာမှကြားလိုက်ပါတယ်လင်းမိသားစုပြင်ဆင်နေတော့မှပဲချင်းရဲ့မျိုးရဲ့တခြားအင်အားကြီးမိသားစုတွေဖြစ်တဲ့လိမ်မိသားစုနဲ့ရှဲမိသားစုတို့လည်းတပွဲပြီးတပွဲခမ်းနားစွာရောက်ရှိလာပါတော့တယ် အထူးသဖြင့်လိမ်မီသားစုရဲ့အကြီးအကဲလိမ်ပေါင်ကလိမ်မီသားစုကိုမြင်တဲ့အခါလောင်ပြောင်းတို့ဆက်လိုက်ပြီးလင်းကျန့်ထံဒီတစ်ခေါက်အမဲလိုက်ပွဲရဲ့အနိုင်ရရှိသူတွေအတွက်စူးလက်ပြင်ဆင်ပြီးပြီလားအားလုံးကကျုပ်တို့လိမ်မီသားစုအတွက်ပဲဆိုပြီးကျင်းဝလိုက်ပါတယ်ဒီအချိန်မှာပဲနောက်ထပ်အင်အားကြီးအဖွဲ့တစ်ခုဖြစ်တဲ့တွေးရိုင်းဒါခမ်းမသခင်ကြီးလော့ချန်နဲ့သူ့ရဲ့သားသခင်လေးဝီဝင်တို့လည်းရောက်ရှိလာပါတယ်အားလုံးရဲ့အာယုံဆိုင်မှုကတော့လိမ်မီသားစုရဲ့သခင်လေးလေးလေးဖြစ်နေခဲ့ပါတယ်ဘာလို့လဲဆိုတော့သူကလက်ရှိလူငယ်မျိုးဆက်တွေထဲမှာရောင်ကဘာမြေအဆင့်ကိုထိုးဖောက်အောင်မြင်သွားတဲ့တူတဲသောသူဖြစ်နေတာကြောင့်ပါ ဒီအဆင့်ကလင်းနှုံရဲ့ခန္ဓာတက်ဆင်ခြင်းအဆင့်ကိုထက်အစပေါင်းများစွာတာလွန်နေပြီးသူတို့နှစ်ယောက်ကြားအင်အားကွာဟချက်ကလည်းတော်တော်လေးကိုကြီးမားနေလျက်ရှိပါတယ်။လင်းနှုံကအဖိုးဖြစ်သူကိုခွင်တောင်းပြီးလူတွေရှုပ်ရှက်ခတ်နေတဲ့နေရာကနေခဏခွာပြီးနားနေခံဘက်ကိုထွက်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမှာပဲသူ့လုံးဝမမျှော်လင့်ထားတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပြီဖြစ်တယ်လို့သူ့ရဲ့ညီမလေးချင်းထန်ကိုရှဲမိသားစုရဲ့တခင်မလေးရှဲရင်ရင်ကအနိုင်ကျင့်နေခဲ့ပါတယ်။ရှဲရင်ရင်ကချင်းထန်ဝတ်ဆင်ထားတဲ့အေးပလဲလဲဆွဲလေးကိုဆွဲဖြုတ်လို့ယူထားပြီး ဒီလိုဖိုးတန်တဲ့ပစ္စည်းမျိုးကမင်းတို့လိုလေမိသားစုအဆင့်တန်းနဲ့မထိုက်တန်ဘူးဒါကိုမင်းအကိုအသုံးမချတဲ့ကောင်က ပေးထားရမလားသူကဒါမျိုးကိုဘယ်ကနေခိုးလာတာလဲဆိုပြီးနှိမ်ချစော်ကားနေပါတယ်ချင်းထန်ကမျက်ရည်တွေဝဲပြီးပြန်လူဖို့ကြိုးစားပေမဲ့ရှေ့ရင်ရင်ကချင်းထန်ကိုပါရိုက်ချလိုက်ပြီးလက်ဆွဲကိုလူယူထားလိုက်ပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့လင်းတုံရဲ့တကိုယ်လုံးဒေါသကြောင့်တုံလှုပ်သွားခဲ့ရပြီးချက်ချင်းပဲရှေ့ကိုပြေးထွက်သွားကရှေ့ရင်ရင်ရဲ့ပါကိုအရှိန်ပြင်းပြင်းနဲ့ပြန်ရိုက်ချလိုက်တဲ့အပြင်ငါညီမကိုလက်ဖျားနဲ့တောင်လာမထိနဲ့ဆိုပြီးအေးဆက်စွာဂျိမ်းမောင်းလိုက်ပါသေးတယ် ဒီအချိန်မှာပဲအတန်ကြာရကိုလိန်လီလဲသူ့လူတွေနဲ့ရောက်ချလာပြီးမင်းကတော့တေးချင်းနေပြီပဲလင်းတော့မင်းလိုကောင်ကများကမိမကိုရိုက်နှက်ရဲတဲ့ပေါ့ဆိုပြီးယောမီကဘာအဆင့်အရှိန်ဝါကိုထုတ်လွတ်ကလင်းတော့ကိုတိုက်ခိုက်ဖို့လုပ်ပါတော့တယ်အချိန်နေတွေအရန်ကိုတင်းမာနေတော့မှပဲသွေးရိုင်းသားခမ်းမရဲ့တခင်လေးဝူရင်ကအချိန်မီရောက်လာပြီးကြားဝင်လာလိုက်ပါတယ်အမဲလိုက်ပွဲစတင်တော့မှဖြစ်တဲ့အတွက်အားလုံးကွင်းပြင်ဘက်သွားရောက်ပေးကြပါဆိုပြီးဒီပြဿနာကိုဒီမှာရက်တန့်ခိုင်းလိုက်ရင်နှစ်ဖက်စလုံးကိုဖျံဖြေပေးလိုက်ရပါတယ် ွင်းပြည်မှာတော့အမဲလိုက်ပွဲရဲ့စီကန်းတွေကိုတရားဝင်ကြေညာပေးလာခဲ့ပါတယ်။အဓိကကတော့မီးစဘာအုံမွေကြားစီကနေအခြေခွန်ကိုရအောင်ယူရမယ်။အကယ်၍အခြေခွန်ရတဲ့သူကတယောက်မကရှိခဲ့ရင်သူတို့တွေကတယောက်ချင်းပြန်လဲတိုက်ခိုက်ရမယ်။အနိုင်ရတဲ့သူကသာအတော်ဆုံးမှုဆိုးပွဲကိုရရှိမှာဖြစ်တယ်ဆိုပြီးအကြီးကဲကရှင်းပြပေးလိုက်ပါတယ်။စီကန်းချက်ထဲမှာလည်းတယောက်နဲ့တယောက်တမင်သက်ဖြတ်ခွင့်မရှိဘူးဆိုတာကိုအထူးတလည်ထည့်သွင်းကြေညာလိုက်ပါသေးတယ်။အချက်ပေးတန်ထွက်ပေါ်လာတဲ့အခါလူငယ်တိုင်းသမားတွေအားလုံးတောနဲ့ထဲကိုအသီးသီးပြေးဝင်သွားကြပါတယ်။ လိန်လီကတော့မသွားခင်မှာလင်းတုံကိုတောထဲမှာတင်အဆုံးသက်ပြစ်မယ်ဆိုပြီးအညိုတကြီးနဲ့ကြည့်ပြီးထွက်ခွာသွားပါတော့တယ်။တောနဲ့ထဲရောက်တော့လင်းတုံနဲ့ချင်းထန်တို့အလွန်သတိထားပြီးသွားနေခဲ့ကြရတယ်လို့သူတို့နဲ့မလက်မကန့်မှလိန်လီနဲ့ရှေ့ရင်ရင်တို့အဖွဲကပြစ်မှတ်ဖြစ်တဲ့မီးစပအုံမွေကြားကိုဒံရအပြင်းထန်နဲ့တွေ့ရှိသွားကြပါတယ်။ကြားကြီးကတခြားသားရဲကြီးတကောင်နဲ့တိုက်ခိုက်လာခဲ့ပုံရပြီးအခုလောလောဆယ်မှာအိုင်းကုန်ခန်းတွေကမလုံနိုင်တဲ့လောက်ဖြစ်နေပါတယ်။ ဒီအချိန်မှာပဲဝီရင်းကလင်းတုံလိုရှိတဲ့စီဒိတ်တဆိတ်ရောက်လာပြီးဒီတိုင်းကြည့်နေရင်တော့ကြားရည်ခွန်ကိုလိန်လီတို့ပဲလွယ်လွယ်ကူကူရသွားလိမ့်မယ်ငါတို့မဟာမိတ်ဖွဲ့ရအောင်လို့အကြံပေးလာပါတယ်သူတို့ရဲ့အစီအစဉ်ကတော့လင်းတုံနဲ့ဝီရင်းတို့ကအင်အားကြီးဆုံးဖြစ်တဲ့လိန်လီနဲ့ရှဲရင်ရင်ကိုဝင်ထိန်းထားကြမှာဖြစ်ပြီးကျန်တဲ့လူတွေကကျန်တဲ့နှစ်ယောက်ကိုဓာစီထားရမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာချင်းထန်ကအားနေနေတဲ့ဂျာကြီးစီကနေအခြေခွန်ကိုအလစ်ဝင်လူယူရမယ်ဆိုပြီးတီးကြတဲ့အစီအစဉ်တစ်ခုကိုသဘောတူလိုက်ကြပါတယ် သဘောတူညီကြရတာနဲ့သူတို့အဖွဲ့တွေချက်ချင်းဆိုသလိုခြုံပုတ်ထဲကနေထွက်လာကြပြီးတိုက်ပွဲတွေကိုဝင်နောက်ရှက်ကြပါတော့တယ်။လိန်လီကလင်းနှုံကိုမြင်လိုက်တာနဲ့ခန္ဓာတန့်စင်ခြင်းအဆင့်ကိုကောင်ကများငါ့ကိုလာဓာရဲတယ်ဆိုပြီးအထင်သေးစွာနဲ့တိုက်ခိုက်လိုက်ပေမဲ့သူထင်ထားသလိုလွယ်ကူစွာအနိုင်ရရှိခြင်းမရှိခဲ့ပါဘူး။တကယ်တမ်းရှင်ပြိုင်တိုက်ခိုက်လိုက်တဲ့အခါမှာတော့လင်းနုံကရွံကဘာမြေအဆင့်ရှိနေတဲ့လေလီရဲ့အရှိန်ဟုန်ပြင်းတဲ့တိုက်ကွက်တွေကိုမရှုံးမနိုင်ပဲအနင်းတင်းကျိပ်ပြီးပြန်လေခုခံနိုင်ဆွမ်းရှိနေတာကိုအံအားသင့်စွာတွေးလိုက်ရပါတယ်။တစ်ဖက်မှာလည်းဝီရင်ကရှေ့ရင်ရင်ကိုအကောင်းဆုံးတားဆီးထားပါတယ်။ အခြေအနေတွေရှုပ်ထွေးနေတော့မှပဲဝူရင်ကအလစ်တုပ်ပြီးမီးစပါအုံးမွေကြစီရက်တပြက်ပြေးဝင်သွားပြီးအခြေခွန်တစ်ခုကိုဆွဲခွာယူလိုက်နိုင်ပါတယ်။သူရပြီဖြစ်တာကြောင့်အားလုံးနောက်ဆုတ်ကြမယ်ဆိုပြီးအော်ပြောလိုက်တဲ့အချိန်မှာပဲလိန်လီကရက်ဆက်စွာပြုံးလိုက်ပြီးဒီလောက်မလွယ်ဘူးဆိုကကြိုတင်ပြင်ဆင်ထားတဲ့ထောင်ချက်ကိုဖြွင့်ချလိုက်ပါတော့တယ်။ဝူရင်ပြေးထွက်မဲ့လမ်းမှာအေယာမပိုက်ကွန်ကြီးတစ်ခုအပေါ်ကနေကျဆင်းလာခဲ့ပြီးသူ့ကိုဖမ်းမိသွားတဲ့နောက်လိန်လီကပိုက်ကွန်ထဲမှာအချုံမိနေတဲ့ဝူရင်လက်ထဲကအခြေခွန်ကိုလွယ်လွယ်ကူကူလူယူလိုက်ပါတယ်။ လီလီကစီကန်းကလူမတက်ရဘူးလို့ပဲပြောထားတာမင်းကကြားတက်လို့တည်တာဆိုရင်တော့ငါနဲ့မဆိုင်ဘူးဆိုပြီးဝူယင်ကိုတက်ပြဖို့ကြံစီပါတယ်သူကဝူယင်မိနေတဲ့ပိုက်ကွန်ကိုကြောက်ကမ်းပါကြီးတစ်ခုစီကိုအာကုန်ကန်ချလိုက်ပြီးအဲ့ဒီကြောက်ကမ်းပါအောက်ဆုံးမှာတော့မီးစပအုံးမွေကြရဲ့ကူအိမ်တလုံးရှိနေခဲ့ပါတယ်လင်းနုံကဝူယွေလို့အကျဲလောင်ဆုံးအော်ဟစ်လိုက်ပြီးမဟာမိတ်ဖွဲ့ထားတဲ့ဂရိအတိုင်းတုံဆိုင်မနေပဲအဲ့ဒီကြောင်းနဲ့ကြီးတဲ့ကိုဝူယင်နောက်ကနေလိုက်ခုန်ဆင်းသွားပါတော့တယ် လိန်လီနဲ့ရှေ့ရင်ရင်တို့ကတော့ကြောက်သေးကိုငုံကြည့်လိုက်ပြီးဒီလောက်နဲ့တဲ့ကြောက်သူတို့နှစ်ယောက်လုံးတေးမှကျင်းသေးတယ်လို့ယူဆလိုက်ကြတဲ့အပြင်အတော်ဆုံးမဟုတ်ဆိုကသူတို့တွေပဲဖြစ်ရမယ်ဆိုပြီးရေမောကအောင်ပွဲခံရင်ပြန်သွားကြပါတယ်။အဲ့ဒီနောက်အမဲလိုက်ကွင်းပြင်ကိုလိန်လီတယောက်ထဲကအကြီးခွန်ကင်ပြီးအောင်းနိုင်သူဖြစ်ပြန်ရောက်လာခဲ့ပါတယ်။သူကလင်းကြံထန်းတို့ကိုလင်းနှုံတဲ့ဝူရွင်တို့ကအကြီးခွန်လိုချင်စောနဲ့ကြားကူတဲ့ခုံချသွားကြပြီဆိုတော့သူတို့တင်နေလောက်ပြီဆိုပြီးလိန်လေပြောဆိုလိုက်ပါတယ်။ ဒီစကားကြတော့ချင်းထန်ကမဖြစ်နိုင်ဘူးဆိုပြီးကြေကွဲစွာငိုရိုးနေချိန်မှာပဲဘသူကတီးပြီးလို့ပြောလဲဆိုတဲ့အတန်နဲ့အတူလင်းနှုံနဲ့ဝူရင်တို့နှစ်ယောက်သားပြန်ပေါ်လာခဲ့ပါတယ်။အန်ဟောစရာကသူတို့နှစ်ယောက်ဟာအသက်ရှင်လျက်ပြန်လာရုံတင်မကပဲမိစပအုံးမွေဂျာမကြီးရဲ့အလောင်းကြီးတစ်ခုလုံးကိုပါတဲပိုးပြီးပြန်လာခဲ့ကြတာပါ။တကယ်တော့ကြောက်ကန်းပါးထဲမှာသူတို့နှစ်ယောက်ကဒီလူမျိုးပါဖြစ်နေတဲ့ဂျာမကြီးကို တွေ့ခဲ့ကြပါတယ်။ဂျာမကြီးကဒေဂာနီအချိန်ထိတစုံတစ်ခုကိုသူ့ခန္ဓာကိုယ်ကြီးနဲ့ကာကွယ်ရင်းတည်ဆုံသွားခဲ့တာပါ။သူတို့ကူတဲ့ကိုစက်ဝင်ကြီးလိုက်တဲ့အခါမှာတော့ ကြားမကြီးကာကွယ်ပေးထားတဲ့ကြားပေါက်လေးနှစ်ကောင်ကိုတွေးရှိခဲ့ပါတယ်။ဒါဟာသူတို့အတွက်မထင်မှတ်ထားတဲ့အဖိုးမဖြစ်နိုင်တဲ့ကံကောင်းမှုကြီးတစ်ခုဖြစ်နေသလိုဝူရင်ကသူ့အသက်ကိုကယ်ဖို့ကြောက်ထဲထိလိုက်ဆင်းလာတဲ့လင်းနှုံကိုကျေးဇူးတင်တဲ့အနေနဲ့ကြားပေါက်တစ်ကောင်အရင်ရွေးခိုင်းပါတယ်။လင်းနှုံကတော့အလွန်အားနည်းနေပြီးဖျားနာနေပုံရတဲ့ကြားပေါက်လေးတစ်ကောင်ကိုဒါကငါနဲ့ကံကြမ္မာချင်းတူညီတယ်ဆိုပြီးရွေးချယ်လိုက်ပါတော့တယ်။အခုချိန်မှာတော့လက်ရှိအခြေအနေကအရန်ကိုရှုပ်ထွေးသွားခဲ့ပါပြီ။ လိန်လီရဲ့လက်ထဲမှာလူယူထားတဲ့အကြီးကွန်တစ်ခုရှိနေတယ်လို့လင်းတုံတို့လက်ထဲမှာလည်းအကြီးကွန်များကြီးရှိနေတဲ့ကြားလောင်းကြီးတစ်ခုလုံးပြင်အဖိုးမဖြစ်နိုင်တဲ့ကြားပေါက်လေးတွေလည်းရှိနေကြတာဖြစ်ပါတယ်။စီးမြင့်အတိုင်းဆိုလင်းတုံတို့အနိုင်ရမှာဖြစ်ပေမဲ့လိန်လီကဒီအကြီးကွန်ကိုငါအရင်ရခဲ့တာစီကန်တိုင်းဆိုရင်ငါကသာအတော်ဆုံးမဟုတ်ဆိုပဲဆိုပြီးအတင်းကျင်းဆက်ပါတယ်။လင်းတုံကလည်းမင်းဆိုရဲကောင်ကခိုးကြောင်ခိုးဝဲလုပ်ပြီးထောင်ချောက်ဆင်လူယူသွားခဲ့တာငါတို့တွေကသာတရားနီးလန်းကြစွာနဲ့ကြားပေါက်လေးတွေပါရယူလာနိုင်ခဲ့တာဆိုပြီးပြန်လဲခြေပါလိုက်ပါတယ်။ အကြီးကဲတွေလည်းအချင်းချင်းအငင်းပွားနေကြပြီဖြစ်တာကြောင့်လိမ်မိသားစုအကြီးကဲလိမ်ပေါင်းဆိုတဲ့သူကအားလုံးတိတ်သွားစေမဲ့အကြံတစ်ခုကိုထုတ်လိုက်ပါတယ်လိမ်လီကအကြီးခွန်တစ်ခုရရှိထားပြီးစီးမြင့်အတိုင်းဆိုအမဲလိုက်ပြင်ဖြစ်လာနိုင်တယ်လို့လင်းတုံတို့ဘက်မှလည်းကြားပေါက်တွေရှိနေကြတာကြောင့်အနိုင်ရသူမဆုံးဖြစ်နိုင်ဘူးဆိုရင်ပြိုင်ပွဲတစ်ခုပြန်ရှင်ပြိုင်တင်းတယ်ဆိုပြီးရှေ့မိသားစုကောင်းဆောင်ကဝင်ပြောပါတယ် လေမီသားစုကောင်းဆောင်ကလည်းလိန်လီကအချမေကြီးကိုထိခိုက်အောင်လုပ်နိုင်ခဲ့လို့လင်းတုံတို့အကျိုးမြတ်ရရှိသွားတာဆိုပြီးအချက်မရှိပြောသလိုလေမီသားစုကလည်းမင်းတို့လိန်လီကသူတို့မြေလေးကိုကြောက်ထဲပြုတ်ကျစေခဲ့တာဆိုပြီးဖြေရှင်းမရဖြစ်နေရပါတယ်။ဒါကြောင့်ပြိုင်ပွဲတစ်ခုပြန်ပြိုင်ကြမယ်။အနိုင်ရတဲ့သူကကြားပေါက်တွေနဲ့အမဲလိုက်ပြင်ပွဲကိုပါအကုန်သိမ့်ယူကြဆိုပြီးလိန်ပေါင်ကသူစိတ်ကြိုက်ဆုံးဖြစ်လိုက်တော့တရားမျှတမှုမရှိလိုက်တဲ့ကောင်လောဘတက်နေကြတာဆိုပြီးလင်းကျန်ထန်လဲပောက်ကွဲနေခဲ့ရပါတော့တယ်။ မင်းတို့ဘက်ကကြားပေါက်တွေလောင်းကြီးထက်မယ်ဆိုရင်သူတို့ဘက်ကလည်းတံပိုးချင်းတူညီလောင်းမဲ့ထဲမှုရွာတစ်ခုလုံးကိုပြန်လောင်းကြီးထက်မှာဆိုပြီးလိန်ပေါင်းလောင်းကြီးခေါ်လိုက်တဲ့အခါကျမှအတန်တွေတိတ်သွားကြပါပြီ။ထဲမှုရွာဆိုတာလိန်မီသားစုရဲ့ငွေကြီးစည်းပွားဖြစ်တာကြောင့်လိန်ပေါင်းဟာသူ့အနိုင်ရမယ်တွက်ချက်ထားခဲ့လို့သာအခုလိုလောင်းကြီးစားကြီးကြီးတဲ့ဘွဲကိုအကုန်ပုံဩဖြစ်တာဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုကိုကြားလိုက်ရတဲ့လင်းတုံကသူ့ဘိုးကိုစိတ်မပူစေချင်တဲ့အကြီးနဲ့တစ်ချက်လန်းကြည့်လိုက်ပြီးရှေ့ကိုဒလန်တိုးထွက်လာကကောင်းပြီအဲ့ဒီထဲမှုရွာကိုကျွန်တော်နိုင်အောင်ပြန်ယူပေးမယ်ဆိုပြီးစိန်ခေါ်မှုကိုတင်းငိမ့်စွာလက်ခံလိုက်ပါတော့တယ်